အားလုံးပဲမင်္ဂလာပါဆရာကတော့ grade 12 mathematics နေကြပြီမယ်ဆရာကောင်းမွဲဖြစ်ပါတယ်ဆရာဒီကနေ့သင်ကြပြီမယ်သင်ခန်းစာလေးကတော့ chapter 4 vector algebra သင်ခန်းစာမှာမှာ4.3 area of a parallelogram and vector product ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်အားလုံးပဲလိုက်ပြီးကြည့်ရအောင် အဲ့တော့ဒီသင်ခန်းစာကိုသင်ရတဲ့အခါမှာဆိုရင်ဘာတွေကိုသိရှိသွားမလဲဆိုတော့ပထမဦးစွာနေဆိုရင်အရင်တော့သင်ခဲ့ရတာကကြတော့ dot product ဒီမှာဆိုရင် cross product ကိုတရားမှာ a vata cross b vata is perpendicular to a vata a vata cross b vata ဆိုရင် a vata မှာတွားပြီးတော့မှ perpendicular ကျသွားရဲဆိုတာကိုသိရှိသွားမှဖြစ်တယ်နောက်တစ်ခု ထိုလေး၎င်းမဲ့ A ဗတာ cross B ဗတာဟာဆိုရင် B ဗတာပေါ်မှာ perpendicular ဖြစ်သွားမယ်ဆိုတာကိုလည်းထပ်ပြီးတော့မှသိရှိသွားမှာဖြစ်တယ်။ဒါကြောင့်မို့လို့ direction of A ဗတာ cross B ဗတာဟာဆိုရင် A perpendicular to both A ဗတာ and B ဗတာဒီ A ဗတာ cross B ဗတာဆိုရင် A ဗတာနဲ့ B ဗတာနှစ်ခုလုံးမှာ perpendicular ဖြစ်တယ်ဆိုတာကိုသိရှိသွားမှာဖြစ်တယ်။နောက်ပါရည်သိရှိသွားမယ်ဆိုရင် algebraic property of vector product နဲ့ geometric property of vector property ကိုသိရှိသွားမှာပဲဖြစ်တယ်။အားဆိုရင်ဒီနေ့တင်ပြတင်ကစားလေးကိုစပြီးတော့မှကြည့်ကြရအောင်။အဲဒီနေ့တင်ပြတင်ကစားမှာဆိုရင် area of a parallelogram and vector product ပေါ့နော်။ဒီတင်ကစားမှာဆိုရင်အရင်တော့တင်ခဲ့ရတာကကြတော့ဒီနားမှာ dot product အဲ့မှာဆိုရင် a vector dot b vector ဆိုပြီးတင်ခဲ့ရတယ်။ဒီနေ့တင်မှာကြတော့ cross product cross product ဆိုရင် a vector cross b vector ဆိုတဲ့ပုံစံလေးကိုတင်ရမှာဖြစ်တယ်။ ဲ့တော့သူ့ရဲ့ A ဖတာလေး B ဖတာရဲ့တန်ဖိုးလေးတွေကိုပေးရတော့မယ် A ဖတာရဲ့တန်ဖိုးကကြတော့ H1Y1Z1 B ဖတာရဲ့တန်ဖိုးကကြတော့ H2Y2Z2 အဲ့ဒါဆိုရင် A ဖတာ cross B ဖတာကိုလိုချင်ရင် H1Y1Z1 နဲ့ H2Y2Z2 ကိုမျှောက်ပေးရမယ်မျှောက်တဲ့အခါမှာအပေါ်မှာ H H နေရာမှာ H တန်ဖိုးမပါဘူး Y နဲ့ Z နဲ့တန်ဖိုးပဲပါရမယ်ဒီနေရာမှာ Y ဝိုင်းနီယာမှာဝိုင်းတန်ဝန်ပါဘူးဇက်နဲ့ H နဲ့တန်ဖို့ပဲပါရမယ်ဒီအောက်မှာဇက်ဇက်ဆိုတော့ဇက်နေရာမှာဆိုရင်ဇက်တန်ဖို့မပါရဘူး H နဲ့ Y ရဲ့တန်ဖို့ပဲပါရမယ်ဒါကြောင့်မို့လို့ calculate a vector cross b vector a vector cross b vector ကိုရှင်းတဲ့အခါမှာဆိုရင်အပေါ်ကျောင်းမှာရှိတဲ့ h1 y1 z1 h1 y1 အောက်မှာရှိတဲ့ h2 y2 z2 h2 y2 ဒီပုတ်ဆလေးမှာဆိုရင်အရှိမတင်ငန်းစာမှာတင်ခဲ့ရတဲ့လိုမျိုးပဲ cross border ဆိုတော့အပေါ်ကနေအောက်ကိုသွားတာနှစ်ခုကိုမြှောက်မယ်အပေါ်ကနေဒီဘက်ကိုပြန်လာတာနှစ်ခုကိုမြှောက်မယ်ပြီးရင်နှုတ်ပေးရမယ်အဲ့တော့ဒီမှာဆိုရင် h နေရာမှာဆိုရင် h တက်မွန်ပါဆိုတော့ y နဲ့ z နဲ့အဲ့တော့ y1 နဲ့ z2 နဲ့ကိုမြှောက်မယ် z1 နဲ့ y2 နဲ့ကိုမြှောက်မယ်ပြန်နှုတ်မယ်အဲ့တော့အပေါ်ကနေအောက်ဆင်းလာတဲ့ဟာလေးတွေကနေမှဒီဘက်ကိုပြန်ဆင်းသွားတဲ့ဟာလေးတွေကိုနှုတ်ပြရဲဆိုတဲ့ပုံစံလေးကိုနားလေထားရင်ရပြီ အဲဒါကြောင့်မလို့ no တတ်မှတ်မယ်ဆိုရင်သိထားရမယ့်အကြောင်းအရာဆိုရင် a vector cross b vector is perpendicular to both a vector and b vector ဒီ a vector cross b vector ဟာဆိုရင် a vector မှာကော b vector မှာကောဒေါင်းမှန်ကြရတယ်ဆိုတာကို သိရှိထားရင်ရပြီအဲ့တော့ဆက်ပြီးတော့မှကြည့်ကြရအောင်ဟုတ်ပြီ proof တတိယပြမယ်တဲ့ a vector cross b vector a vector နဲ့ b vector cross တတိယပြရမှာဆိုရင် dot a vector ဒီမှာ cross ဒီမှာ dot ဲ့တော့ဒီမှာဆိုရင် a ဘတ်တာ cross b ဘတ်တာဆိုအရှေ့ရပြန်ယူလိုက်မယ်ဆိုရင် x နေရာမှာဆိုရင် x ကလွယ်ရင် y နဲ့ဆက်နေတတ်မှုပါမယ် y နေရာမှာဆိုရင် y ကလွယ်ရင် x နဲ့ဆက်နေတတ်မှုပါမယ်ဒီမှာဆိုရင် z နေရာမှာဆိုရင် z ကလွယ်ရင် x နဲ့ y နဲ့တတ်မှုလေးတွေပါလာမှာပေါ့အဲ့တော့တခုချင်းစီကိုတော်လုံးမယ်ဆိုရင်ဆရာတော်အပေါ်အချင်းချင်းမြောက်ပေးရမှာအဲ့တော့ y1 z2 minus z1 y2 into x1 ဒီမှာဆိုရင် z1 x2 minus x1 z2 into y1 ဒီမှာဆိုရင် h1 y2 minus y1 h2 into z1 အဲ့ဒါလေးမြှောက်ချလိုက်ပြီမြှောက်ချလိုက်ရင်အားလုံးဒီမှာဆိုရင် y1 z2 h1 ရမယ်ဒီမှာဆိုရင် z1 y2 h1 ရမယ်ဒီမှာ z1 h2 y1 ရမယ် h1 z2 y1 ရမယ်ဒီမှာဆိုရင် h1 y2 z1 ရပြီးတော့မှဒီမှာဆိုရင် y1 h2 z1 ရမယ်အဲ့မှာတူတဲ့တန်ဖိုးလေးတွေကိုခြေလိုက်မယ်အပေါင်းနဲ့အနှုန်းနဲ့တန်ဖိုးခြေလိုက်တဲ့ခါမှာဆိုရင်နောက်ဆုံး0ဆိုပြီးရလာမှာဖြစ်တယ် ါကြောင့်မို့လို့ a ဘက်တာ cross v ဘက်တာ equal to 0ဆိုတာကိုသိထားရမယ်ဒါကြောင့်မို့လို့ therefore a vector cross b vector is perpendicular to a vector a vector cross b vector က a မှာလဲထောင်းမှတ်ကြရဲ b မှာလဲထောင်းမှတ်ကြရဲထုံနည်း၎င်းမဲ့ a vector နဲ့ b vector နှစ်ခုစလုံးမှာထောင်းမှန်ကြရဲဒါကြောင့်မို့လို့သတ်မှတ်ထားမယ်ဆိုရင် modulus of a vector cross b vector equal to modular of a ပဒါ into modular of b ပဒါ sin θ ဆိုပြီးတော့တွက်ရမှာဖြစ်တယ်အရင်တော့ကကြတော့ cos θ နဲ့တွက်ခဲ့တယ်အခုဒီမှာဆိုရင်တော့ cross ကြတော့ sin θ နဲ့တန်ဖိုးထွက်ရမယ်အဲ့တော့ဖွဲ့ရ θ is angle θ ဆိုရင် down ဖြစ်ပါတယ် b twin a ဖတာ and b ဖတာ a ဖတာနဲ့ b ဖတာရဲ့ဂျာထဲမှာရှိတယ်ထောင်လေးဖြစ်ထားရဲဆိုတာကိုသိထားရင်ရပြီအဲ့တော့ဆက်ကြည့်ရအောင်အဲ့တော့ဒီမှာဆိုရင် area of a parallelogram အဲ parallelogram အနက်ပြိုင်စုကန် area ကိုရှာတော့မယ်ရှာတော့မယ်ဆိုရင် in parallelogram OACB ဟုတ်နော် OACB မှာဆိုရင် OA တန်ဖိုး OA ဖတာ OA တန်ဖိုးကို A ဖတာလို့သတ်မှတ်ပြီးတော့မှဖတာ OB တန်ဖိုးကို B ဖတာလို့သတ်မှတ်ပေးရမှာပေါ့အဲ့တော့ဒီမှာဆိုရင် modulus of A ဖတာ into modulus of B ဖတာ sin theta equal to ဒီမှာဆိုရင် A ဖတာနေရာမှာ OA B ဖတာနေရာမှာ OB အဲ့ကြောင့် OA.OB sign တိတာတော့သတ်မှတ်ပေးရမှာဖြစ်တယ်။အဲ့တော့ဒီမှာ OA နဲ့ OB ကကြတော့ဒီမှာမျက်နှာချင်းဆိုင်ထောင်ဖြစ်နေကြမှာလို့ OA.BD equal to area of OABC ဆိုပြီးရလာမှာဖြစ်တယ်။ဒီမှာကြတော့သုံးထားတာကြတော့ area of OABC ဆိုရင်သုံးမယ့်ပုံစံတွေကကြတော့ဒီပုံစံတွေကိုခေါ်သုံးရမှာဒါကြားထဲမှာပြင်ပြီးတော့မှအစားအသွင်းထားတာဖြစ်တယ်။ဒါကြောင့်မို့လို့ modulus of A vector cross B vector equal to area of OACB ဆိုပြီးရလာမှာဖြစ်တယ်။ အဲ့ဒီမှာမှာဒါက area of parallelogram area of triangle ကိုရှာခြင်းနေအဲ့တော့ area of triangle OABC ကိုလိုခြင်းနေဆိုရင်1 area of OACB ကိုရှာပြရမှာဖြစ်တယ်ဒါကြောင့်မလို့1 2ဆိုတော့1 area of ABC ကကြတော့ modulus of A vector cross B vector ဆိုပြီးရလာမှာဖြစ်တယ် ဲ့တော့ဒီမှာဆိုရင် area of OABC ရဲ့တန်ဖိုးရှာရင်ဒီပုံစံนี้ကိုသုံးပြီးတော့မှ area of triangle OAB ကိုရှာမယ်ဆိုရင်ဝမ်မိုင်ဒူပါပြီးတော့မှ topia မှာဖြစ်တယ်အဲ့တော့စပြီးတော့မှ GR အောင်ပုစာလေးတွေကိုအဲ့တော့ example တွဲ example တွဲမှာဆိုရင်ね find ရှာပေးပါတဲ့ the area of parallelogram အနေပြိုင်စုကံရဲ့ area ကိုရှာပေးပါတဲ့ data mean ဆုံးဖြတ်ပေးပါဘိုင်းတဲ့ vector vector မမ a vector နဲ့ b vector တန်ဖိုးလေးတွေကိုပေးထားတယ် parallelogram ရဲ့ area ကိုရှာခိုင်းနေအဲ့တော့စပြီးကြည့်ရအောင်အဲ့တော့ဒီမှာဆိုရင် area ကိုရှာပြီဆိုရင် a vector cross b vector အဲ့တော့သူ့ရဲ့တန်ဖိုးလေးတွေကိုရေးမယ် cross တန်ဖိုးလေးတွေရေးမယ် x နေရာမှာဆိုရင် x တန်ဖိုးလည်း y z တန်ဖိုးလေးတွေပါမှာပေါ့ဒါအရှိရပုံသင်တီးလေးမှာသူ့ရဲ့တန်ဖိုးလေးတွေကိုပြန်ပြီးအစားထိုးလိုက်မယ်ဆိုရင်နောက်ဆုံး a vector cross b vector ရဲ့တန်ဖိုးက -40 42ဆိုပြီးတော့ရလာမှာဖြစ်တယ် ဟုတ်ပြီအဲ့ဒါဆိုဆက်ပြီးကြည့်ရအောင်သူကရှာခိုင်းတဲ့ area of a parallelogram လို့ဆက်ကြည့်မယ် modular or a vector cross b vector equal to square root of a square plus y square plus z square h နေရာမှာ h တန်ဖို့ထည့်မယ် y နေရာမှာ y တန်ဖို့ထည့်မယ် z နေရာမှာ z တန်ဖို့ထည့်မယ်အစားသမီးတွေ့လိုက်တဲ့ခါမှာဆိုရင်နောက်ဆုံး modular or a vector cross b vector ရဲ့တန်ဖို့ဘာရလာမလဲဆိုရင် 6√6 ဆိုပြီးတော့ရလာမှာဖြစ်တယ် ဒါကြောင့်မို့လို့ဒီမှာဆိုရင် modular of a vector crop b vector ကဘာလဲဆိုရင် area of parallelogram ဆိုပြီးတော့မှအရှိမပြောထားရလေ။ဒါကြောင့်မို့လို့ the area of parallelogram is say root 6 unit square ဆိုပြီးပြောရမယ်။ပုံမှန်ဆိုရင်တော့ unit ပဲဒီမှာ area မို့လို့ unit square အဲ unit နဲ့ရမှာ centimeter လာရင် centimeter square meter လာရင် meter square ဆိုတာကိုတည်ထားရင်ရပြီ။အဲဒါဆက်ပြီးတော့ကြည့်ရအောင်။ ဲ့တော့ example 33 example 33မှာကြတော့ find the area of triangle abc ဒီမှာ triangle abc ကိုရှာခြင်းရင်1 2 into modulus of a vector cross b vector ဆိုတဲ့ပုံစံဒီလေးကိုသုံးရမှာပေါ့အဲ့မှဆိုရင်တော့ the vector a ရဲ့ b ရဲ့ c ရဲ့တန်ဖိုးကိုပေးထားတယ်အဲ့တော့ဆက်ကြည့်ရအောင်အဲ့တော့ဒီမှာဆိုရင် ab vector AB vector ကိုလိုချင်နောက်ထပ်ရနေမှာရှိကိုနှုတ်ခါမှာဒါကြောင့်မို့လို့ OB ဗတာတဲက OA ဗတာကိုနှုတ်မှာပေါ့အဲ့တော့ OB ဗတာရဲ့တန်ဖိုးက041 OA ဗတာရဲ့တန်ဖိုးက1 -13 နှုတ်လိုက်တဲ့အခါမှာဆိုရင် AB ဗတာရဲ့တန်ဖိုး -15 -2 ဆိုပြီးရလာမှာဖြစ်တယ်နောက်တစ်ခုဆက်ကြည့်ရအောင်နောက်တစ်ခါကျတော့ AC ဗတာ AC ဗတာကိုလိုချင်ရင် OC ဗတာတဲကနေမှာ OA ဗတာကိုနှုတ်ပြရမှာပေါ့ အဲ့ဒါဆို OC ဗဒါသူ့ရဲ့တန်မိုးလေးကိုရေးမယ် OE ဗဒါသူ့ရဲ့တန်မိုးလေးကိုရေးမယ်နောက်ဆုံးနှုတ်လိုက်တဲ့အခါမှာဆိုရင် AC ဗဒါရဲ့တန်မိုး18-1ဆိုပြီးတော့ရလာမှာဖြစ်တယ်အဲ့တော့ तू ကဘာကိုရှာခိုင်းတယ်ဆိုရင် area of triangle ကိုရှာခိုင်းတာမို့လို့ AB ဗဒါနဲ့ AC ဗဒါကိုမြှောက်ပေးရမှာပေါ့ AB ဗဒါ cross AC ဗဒါ equal to AB ရဲ့တန်မိုးကိုရေး AC ရဲ့တန်မိုးကိုရေး ရေးပြီးွားရင်ဒီမှာဆိုရင်တွေ့တံမိုးလေးတွေကို ရေးပြီးတော့မှအစားသွင်းလိုက်မယ်ဆိုရင်နောက်ဆုံး AB Vata Cross AC Vata ရဲ့တံမိုးကဆိုရင်11 -3 -13 ဆိုပြီးတော့ရလာမှဖြစ်တယ်ဒါရလာပြီဆိုပြီးပြီလားမပြီးသေးဘူးမော်ဂျူလာတန်ဖိုးရှာအောင်မယ်ဒါကြောင့်မို့လို့မော်ဂျူလာ or ab vata cross ac vata equal to square root of a square plus y square plus z square x နေရာမှာ h တန်ဖိုးထည့်မယ် y နေရာမှာ y တန်ဖိုးထည့်မယ် z နေရာမှာ z တန်ဖိုးထည့်မယ်အားကြောင့်မလို့နောက်ဆုံး modular of ab vata cross ac vata တန်ဖိုးဆိုပါရလာမယ်ဆိုရင် square root of 299ဆိုပြီးတော့ရလာမှာဖြစ်တယ်အခုရှာနေတာဗာလဲ triangle abc ရဲ့ area triangle abc ရဲ့ area ကိုလိုချင်ရင်သူ့ကို y 1/2ခံပြီးတော့မှတွက်ပေးရမှာပေါ့ ဒါကြောင့်မို့လို့ the area of triangle abc equal to 1 into into modulus of ab vector cross ac vector အဲ့တော့1 into square root of 299 unit square ဆိုပြီးတော့မှရလာမှာဖြစ်တယ်။ဒါကြတော့ triangle abc ကိုရှာရင်ဒီပုံစံနည်းလေးကိုသုံးပြရမှာပေါ့။အားဆိုရင်နားလည်မယ်လို့ထင်ပါတယ်။နောက်တစ်ပုဒ်ကိုဆက်ပြီးတော့မှကြည့်ကြရအောင်။နောက်တစ်ပုဒ် သူကကြတော့ပြောတာကြတော့ example for the example for the မှာဆိုရင်တော့တဲ့ calculate တွက်ထုတ်ပေးပါ avatar cross bvatar avatar cross bvatar ကိုတွက်ထုတ်ပေးပါတဲ့1 avatar equal to 3i gap plus 2j gap plus 5k gap bvatar ရဲ့တံပေါ်ကြတော့ i gap minus 4j gap plus 2k gap ဆိုပြီးထားတယ်အဲ့တော့ဒီမှာကြည့်မယ် အိုင်ကက်တီဂျေကက်တီခေကက်တီပါပြီဆိုရင်ဘာတန်မိုးတွေကိုပြီးထားရလဲဆိုရင်သူ့ရဲ့နေရာလိုက်တန်မိုး HCY နေဇက်တရတန်မိုးပြီးထားတာအိုင်ကက်ဆိုရင်၃ခုမိုးလို့100ဒီမှာဆိုရင်ဂျေကက်ဆိုရင်101ခေကက်ဆိုရင်001ဆိုတာကိုသိထားရမယ်နောက်တစ်ခွကကြတော့ find the unit factor and get အမှဆို unit factor and get လေးကိုရှာခိုင်းတယ်တဲ့ is perpendicular to both ေဗတာအန်ဘီဗတာအေဗတာနဲ့ဘီဗတာနှစ်ခုလုံးမှာပပင်တီကူလာထောင်းမှန်ကြနေတဲ့ယူနီဖတာအန်ကက်လေးကိုရှာခိုင်းနေအဲ့တော့စပြီးတော့မှကြည့်ရအောင်ဒီမှာဆိုရင်အေဗတာမှာဆိုရင်အေဗတာရဲ့တန်ဖိုးလေးတွေကိုရေးမယ်ဘီဗတာမှာဆိုဘီဗတာရဲ့တန်ဖိုးလေးတွေကိုရေးမယ်အခုကကြတော့ရှာမှာကြတော့အေဗတာ cross ဘီဗတာရဲ့တန်ဖိုးကိုရှာမှာဒါကြောင့်မို့လို့အေဗတာ cross ဘီဗတာ equal to အေဗတာရဲ့နေရာမှာသူ့ရဲ့အရှိက ပြောင်းဖောက်ကိန်းလေးဖြစ်တဲ့325 ဒီမှာဆိုရင် b ဖတ်တဲ့နေရာမှာဆိုရင်1 4 2ဆိုပြီးတော့မှရေးပြရမှာဖြစ်တယ်။အဲ့တော့ပုံတည်နေတဲ့မှာသူ့ရဲ့နေရာလိုက်တန်ဖိုးလေးတွေကိုအစားအသင်းပြီးတွက်လိုက်တဲ့ခါမှာဆိုရင် နောက်ဆုံး a ဖတ်တာ cross b ဖတ်တာရဲ့တန်ဖိုးကဆိုရင်24 1 14ဆိုပြီးတော့မှရလာမှာဖြစ်တယ်။အဲ့တော့ a ကိုတွက်ပြီးွားပြီပေါ့။နံပါတ် b ကိုဆက်ကြည့်ရအောင်။ နမပိယာကြတော့ A vata cross B vata is perpendicular to both A vata and B vata အဲ့တော့ဒီ A vata cross B vata ဆိုရင် A vata ရော B vata ရောမှာဆိုရင်ထောင်းမှန်ကြတယ်ဒါကြောင့်မို့လို့ modulus or A vata cross B vata equal to square root of A square plus Y square plus Z square ပြည့်တန်မိုးလေးတွေကိုစားသုံးပြီးတွေ့လိုက်တဲ့အခါမှာဆိုရင်နောက်ဆုံး modulus or A vata cross ဘီဗတာရဲ့တန်ဖိုးကဆိုရင် square root of 773ဆိုပြီးတော့မှရလာမှဖြစ်တယ်လိုချင်တာဒီတန်ဖိုးကိုလိုချင်တာမဟုတ်ဘူးသူက a unit factor n ခရဲ့တန်ဖိုးကိုလိုချင်တာဒါကြောင့်မို့လို့ a unit factor perpendicular to both a factor and b factor is n cut equal to ဟုတ်ပြီနော် a factor cross b factor by modulus of a factor cross b factor အဲ့တော့ဒီမှာခွဲရေးလိုက်မယ်အဲ့တော့ 1 by modulus or a vector cross b vector into a vector cross b vector ဒီပုံစံနဲ့ရည်တိုက်မယ်ဆိုရင်ဒီနေရာမှာ1 by အဲ့တော့သူ့ရဲ့တန်ဖိုးဆွဲထည့်ပြရတော့ square root of 773အပြင်မှာကျတော့24 1 14ဆိုပြီးတော့ဖြစ်သွားမယ်။အဲဒါဆိုရင်သူ့ရှာတိုင်းနဲ့ a unit vector perpendicular ကိုရသွားမှာပဲဖြစ်တယ်။ဟုတ်ပြီနော်။အဲဒါဆိုရင်နောက်ထပ်တစ်ပုဒ်ကိုဆက်ပြီးတော့မှကြည့်ကြရအောင်။အဲဒါဆိုရင် exercise 4.3နံပါတ်1ကိုစကြည့်ရအောင်။ သူကပြောရကြတော့ find the vector perpendicular to following face of vector အဲ့တော့ဒီမှာဆိုရင်ဒီ vector perpendicular လေးကိုရှာခိုင်းနေအောက်မှာပေးထားတဲ့ vector အသွေးလေးတွေကနေမှရှာခိုင်းတာဒါကြောင့်နံပါတ် A မှာဆိုရင်သူ့ရဲ့တန်ဖိုးလေးတွေကိုပေးထားတယ်စကြည့်ရအောင်နံပါတ် A နံပါတ် A မှာဆိုရင် A vector ရဲ့တန်ဖိုးကကျတော့311 B vector ရဲ့တန်ဖိုးကကျတော့123ဒါကြောင့်မို့လို့ A vector perpendicular to A vector and B vector ဆိုပါဖြစ်သွားမလဲ A vector cross B vector ဆိုပြီးပြောမှာပေါ့ A vector cross B vector ရဲ့တန်ဖိုးကိုရှာတော့မယ်ဆိုရင် A vector cross B vector equal to သူ့ရဲ့တန်ဖိုးလေးတွေကိုရေးပုံတင်နည်းထဲမှာအစားထိုးလိုက်မယ်သူ့ရဲ့ x1 နေရာမှာ x1 y1 နေရာမှာ y1 z1 နေရာမှာ z1 x2 နေရာမှာ x2 y2 နေရာမှာ y2 z2 နေရာမှာ z2 တန်ဖိုးလေးကိုစားထိုးလိုက်ပြီဆိုရင်နောက်ဆုံး a vector cross b vector ရဲ့တန်ဖိုးကကြတော့1 x5 ဆိုပြီးတော့မှရလာမှာ ဖြစ်တယ်အဲ့လိုပဲထုံးနည်းတစ်ခေါက်နံပါတ် b နံပါတ်ပြီးမှလည်း A ဗတာရဲ့တန်ဖိုး314 B ဗတာရဲ့တန်ဖိုး -115 အဲ့တော့ A ဗတာ perpendicular to A ဗတာ and B ဗတာ is A ဗတာ cross B ဗတာလို့ပြန်ရေးပြရမှာပေါ့ပြီးရင်နောက်တစ်ခု A ဗတာ cross B ဗတာလို့ရှာရဲ့ခါမှာဆိုရင်သူ့ရဲ့တန်ဖိုးလေးတွေကိုပုံသင်နည်းထဲမှာအစားထိုးလိုက်မယ်ဆိုရင်နောက်ဆုံး A ဗတာ cross B ဗတာရဲ့တန်ဖိုးဆိုရင် -9 -92 ဆိုပြီးတော့မှရလာမှဖြစ်တယ်။ဒါတွေကကြတော့ပုံသင်နည်းလေးကိုအသုံးပြုပြီးတက်တက်မတက်ကို မိရတဲ့ပုံစံလေးပဲဖြစ်တယ်။ဆက်ကြည့်ရအောင်။နောက်တစ်ခွကျတော့ exercise 4.3ရဲ့ number 2အဲ့မှာဆိုရင်လည်း consider သတ်မှတ်ပေးကြပါရစေ a further equal to ဒီကိန်းလေးသတ်မှတ်ပေးရတယ် b further equal to ဒီကိန်းငန်းလေးကိုသတ်မှတ်ပေးရတယ်တဲ့ fine ရှာပေးပါတဲ့ a further cross b further a further cross b further ရဲ့တန်မှုကိုရှာခိုင်းနေနောက်တစ်ခွကျတော့ phi sin theta phi sin theta တန်မှုလေးကိုရှာခိုင်းနေ using a modulus or a further cross b further equal to modulus of a vector into modulus of b vector sin θ ဆိုတဲ့ပုံသင်ကြီးလေးမှာအသုံးပြုပြီးတော့မှ sin θ ရဲ့တန်ဖိုးလေးကိုရှာခိုင်းတာပေါ့အဲ့တော့စကြည့်အောင်အဲ့တော့နံပါတ် a နံပါတ် a မှာဆိုရင်သူ့ရဲ့ a vector cross b vector ရဲ့တန်ဖိုးဆိုတော့ a vector နေရာမှာ a vector ရဲ့တန်ဖိုးကိုထည့်မယ် b vector မှာ b vector ရဲ့တန်ဖိုးကိုထည့်မယ်သူ့ရဲ့ပုံသင်ကြီးမှာသူ့ရဲ့ခန္ဓာလေးအစားထုတ်ပြီးတွက်လိုက်တဲ့အခါမှာဆိုရင်နောက်ဆုံး a vector cross b vector ရဲ့တန်ဖိုးကဆိုရင် 151ဆိုပြီးတော့မှရလာမှာဖြစ်တယ်။နောက်တစ်ခုဒီပုံသင်နည်းလေးကိုသုံးရမှာနံပါတ်ပြီးမှာအဲ့တော့ modulus of a vector cross b vector ကိုလိုချင်ရင် equal to square root of a2 y2 z2 a နေရာမှာ1 y နေရာမှာ5 z နေရာမှာ1လေးကိုဒီမှာအစားတပီးတွေ့တဲ့ခါမှာဆိုရင်နောက်ဆုံး modulus of a vector cross b vector ရဲ့တန်မှုကဆိုရင် square root of 27ဆိုပြီးတော့မှရလာမှာဖြစ်တယ်။အဲ့တော့ဒီမှာဒီပုံသဏ္ဍာန်လေးကိုသုံးပြီးတော့မှ sin theta လေးတန်မှုကိုရှာတော့မယ်။ရှာရခါမှာဆိုရင် modulus of a vector equal to square root of x နေရာမှာ 2 y နေရာမှာ -1 ဇက်နေရာမှာ3 square ဒါလေးကိုရှင်းလိုက်တော့နောက်ဆုံး square root of 14ဆိုပြီးတော့ရလာမှာဖြစ်တယ် modulus of a vector ရှာပြီးွားရင် modulus of b vector အဲ့တော့ x နေရာမှာ1 y နေရာမှာ0ဇက်နေရာမှာ -1 the whole square လေးကိုအစားထိုးပြီးကြည့်တဲ့ခါမှာဆိုရင်နောက်ဆုံး modulus of b vector equal to square root of 2ဆိုပြီးတော့မှရလာမှာဖြစ်တယ်ဟုတ်ပြီ ဲ့တော့သူပြတဲ့ပုံစံနည်းလေးကိုခြားယူလိုက်မယ် modulus of a vector cross b vector equal to modulus of a vector into modulus of b vector in sin theta ဆိုပြီးမှဖြစ်သွားမယ်အဲ့တော့လိုချင်တာက sin theta တန်ဖိုးဟုတ်ပြီနော်လိုတဲ့သူ့ရဲ့တန်ဖိုးလေးတွေကိုအစားထုတ်မယ်ဒီတန်ဖိုးကကြတော့ root 27 modulus of a vector တန်ဖိုးကကြတော့ root 40 modulus of b vector တန်ဖိုးကကြတော့ root 2နမ sin θ အဲ့တော့လိုချင်တာ sin θ မို့လို့ဒီနှစ်ခုကဟိုဘက်မှာသွားပြီးတော့မှစာပေးရမယ် အဲဆိုရင် sin θ sin θ ရဲ့တန်ဖိုးကိုဒီမှာသူပေးတဲ့တန်ဖိုးလေးတွေကိုကက်ကူလေတာနဲ့ခါမှာဆိုရင်နောက်ဆုံး0.9820ဆိုပြီးမှရလာမှဖြစ်တယ်။ဟုတ်ပြီ။ဒီမှာဆိုရင်သူပေးရတဲ့ sin θ တန်ဖိုးကပြီးသွားပြီ။အကယ်၍ θ တန်ဖိုး θ တန်ဖိုးကိုလိုချင်ရင် sin inverse 0.9820ဆိုပြီးမှကက်ကူလေတာမှာရလိုက်တဲ့ခါမှာဆိုရင်နောက်ဆုံး79 degree 11 minutes ဆိုပြီးမှထွက်လာမှဖြစ်တယ်။အဲဆိုရင်ဆက်ပြီးတော့မှကြည့်ကြရအောင်။ ။အဲဆိုရင် exercise 4.3ရဲ့ number 3ဒီကိုစပြီးတော့မှကြည့်ရအောင်။ Through that တတိယကိုင်းနဲ့ for any two vectors a vector and b vector အဲ့ဒီ a vector နဲ့ b vector နှစ်ခုကိုကြိုက်တာအသုံးပြုပြီးတော့မှတတိယပြခိုင်းနဲ့ဘာကိုအသုံးပြရမလဲဆိုရင်အနောက်မှာပြရတဲ့ကိန်းနန်းလေးကိုအသုံးပြုပြီးတော့မှတတိယပြခိုင်းတာဖြစ်တယ်။အဲ့တော့ဆက်ပြီးတော့မှကြည့်ကြရအောင်။အဲ့တော့ we have modulus of a vector cross b vector မှာဆိုရင်သူပုံတင်နည်းကနှစ်မျိုးရှိတယ် cross ဆိုရင် sin θ လို့ပြောတာပြီးတော့မှ dot ဆိုရင် cos θ ဆိုပြီးပြောတာတယ် ဟုတ်ပြီနော်အားကြောင့်မို့လို့ဒီပုံသင်နည်းလေးနှစ်ခုကကြတော့တိဝိုတိထားမယ်ပုံသင်နည်းလေးနှစ်ခုအရှိမလည်းရှင်းပြခဲ့ပြီးွားပြီအဲ့တော့ဆက်ကြည့်ရအောင်အဲ့တော့ဒီမှာဆိုရင်သူပြရဟာဒီကိုပြန်ကူးချလိုက်မယ်ပြန်ကူးချလိုက်တော့ဒီလက်ဟန်ဆိုင်ကဟာလေးတွေကိုကူးချပြီးအခါမှာဆိုရင်သူ့ရဲ့တန်မိုးလေးတွေကိုအစားထိုးတော့မယ်အဲ့တော့ဒီ modulus of a vector cross b vector မှာဆိုရင်သူ့ရဲ့တန်မိုးလေးကိုအစားထိုးပြီးတော့မှ the whole square ဆိုပြီးတင်ထားတယ် ်နောက်တစ်ခုကကြတော့ A ဖတာ cross B ဖတာမှာဆိုရင်သူ့ရဲ့တန်ဖိုးလေးကိုအစားထိုးပြီးတော့မှ square ဆိုပြီးတော့မှတင်ထားတာဖြစ်တယ်အဲ့တော့တခုချင်းစီကို square ပြန်တင်လို့ရတယ်အဲ့ဒါကြောင့်တခုချင်းစီကို square တင်တဲ့အခါမှာဆိုရင် modulus of A ဖတာ square modulus of B ဖတာ square ဒီမှာကြတော့ sin theta ကို square တင်မယ်ဆိုရင် sin square theta plus ဒီမှာဆိုရင်လည်းပဲ modulus of A ဖတာ square modulus of B ဖတာ square ဒီမှာဆိုရင် cos theta ကို square သိမယ်ဆိုရင် cos square theta ဆိုပြီးတော့မှရလာမှာဖြစ်တယ်။အဲ့တော့ဒီညီမချင်းမှာဆိုရင် modulus of a beta square နဲ့ modulus of b beta square ဆိုရင်ဘုံပါနေတယ်။ဒါကြောင့်မို့လို့ဘုံထုတ်ပေးလိုက်မယ်။ဒါကြောင့်မို့ဘုံထုတ်တဲ့ခါမှာဆိုရင်ကျန်မှာဆိုရင်ဒီမှာ sin square theta plus cos square theta ဆိုပြီးတော့မှကျန်မှာဖြစ်တယ်။အဲ့တော့ sin square theta နဲ့ cos square theta ပေါင်းခြင်းဘယ်လောက်ရလဲ1ရဲ့ဆိုတာကိုဆရာတို့အရင်ကတင်ထားပြီးသား။ဒါကြောင့်မို့လို့ဒီမှာဆိုရင် သူ့ရဲ့ sin square theta plus cos square theta မှာ1လေးစားထွက်ရမယ်နောက်ဆုံးကြံလာမယ့်တန်ဖိုးကကြတော့ modulus of a vector square into modulus of b vector square ဆိုပြီးတော့မှရလာမှာဖြစ်တယ်အဲ့တော့ဒီကိန်းနှန်းကိုသူ့ရဲ့တန်ဖိုးလေးတွေကိုအစားထိုးပြီးရှင်းတဲ့ခါမှာဆိုရင်နောက်ဆုံး dp လေးကိုရလာမှာဖြစ်တယ်အဲ့တော့သူပြောတဲ့အတိုင်းသတိပြပြီးသွားပြီပေါ့အဲ့ဆိုရင်နောက်တစ်ပုဒ်ကိုဆက်ပြီးတော့မှကြည့်ကြရအောင်အဲ့ဆိုရင်ဆက်ပြီးတော့မှကြည့်ရအောင် exercise 4.3ရဲ့ number 4လေး ESI hop point တို့ရဲ့ number format ဆိုရင် given point ပေးရတဲ့ A B N C ABC အမှတ်လေးတွေကိုပေးရတဲ့ weight coordinate သူရဲ့အမှတ်တန်ဖိုးလေးတွေနဲ့ပေးထားတယ်အအကြောင်မလို့ဒီရှိခွင့်နေရဆိုရင် A ရဲ့ coordinate လေးတွေဒါကကြတော့ B ရဲ့ coordinate လေးတွေဒါကကြတော့ C ရဲ့ coordinate လေးတွေအဲ့တော့ calculate တဲ့တထုပ်ပေးပါတဲ့ P vector equal to AB vector cross AC vector ဒါလေးဖြစ်ကြအောင်တထုပ်ခိုင်းနေပြီးတော့နောက်တစ်ခွက်ကြ Q vector Q vector equal to BA vector cross BC Vata ဆိုပြီးဖြစ်ကြောင်းကိုတတ်ထုတ်ခိုင်းနေနောက်တစ်ခုမှာဆိုရင်တော့ what can you say about P Vata and Q Vata ဒီ P Vata နဲ့ Q Vata နဲ့ပတ်သက်ပြီးတော့မှဘာကိုရှာဖွေသိရှိလဲဆိုတာကိုပြောခိုင်းနေအဲ့တော့စပြီးတော့မှကြည့်ကြရအောင်အဲ့တော့နံပါတ် A နံပါတ် A မှာဆိုရင် तू ကပြောတာကြတော့ AB Vata လေးကိုပြောထားတယ် AB Vata လို့ပြောရင် AB Vata equal to OB Vata minus OA Vata အဲ့တော့ OB နေရာမှာသူ့ရဲ့တန်ဖိုးလေးတွေကိုထည့်မယ် minus ဆိုတော့ minus OE နေရာမှာ OE ရဲ့တန်ဖိုးလေးတွေကိုထည့်မှာပေါ့အဲ့တော့နောက်ဆုံးရှင်းလိုက်တဲ့ခါမှာဆိုရင် AB vector ရဲ့တန်ဖိုးကကြတော့4တွဲ1ဆိုပြီးတော့မှရလာမှာဖြစ်တယ်အဲ့တော့ဒါ AB vector ရှာပြီးဝင်ဘာကိုရှာပြီးရမှာလဲ AC vector AC vector ကိုရှာတဲ့ခါမှာဆိုရင် OC vector တွေကနေမှာ OE vector ကိုနှုတ်မှာပေါ့အဲ့တော့ OC vector ရဲ့တန်ဖိုးခြာရေးလိုက်မယ် OE vector ရဲ့တန်ဖိုးကိုခြာရေးလိုက်မယ် ရှင်းလိုက်တဲ့အခါမှာဆိုရင်နောက်ဆုံး AC ဘက်တာရဲ့တန်ဖိုး minus 4 6 2ဆိုပြီးတော့မှရလာမှာဖြစ်တယ်။အဲ့မှဆိုရင်အခုရှာခဲ့တာ AB ဘက်တာနဲ့ AC ဘက်တာပဲရှိသေးတယ်။ဘာကိုရှာပြရမှာလဲ P ဘက်တာကိုရှာပြရမှာ။အဲ့တော့ P ဘက်တာကိုလိုချင်ရင် AB ဘက်တာနဲ့ AC ဘက်တာနဲ့ကို cross လုပ်ပြရမှာပေါ့။ဒါကြောင့်မို့လို့ P ဘက်တာ equal to AB ဘက်တာ cross AC ဘက်တာသူ့ရဲ့တန်ဖိုးလေးတွေကိုအစားအသွင်းမယ်။ပြီးရင်သူ့ရဲ့ပုံတည်တည်လေးမှာခဏန်းလေးတွေအစားထိုးပြီးရှင်းလိုက်တဲ့အခါမှာဆိုရင် နောက်ဆုံး P Factor ရဲ့တန်ဖိုးကဆိုရင်18-72ဆိုပြီးတော့မှရလာမှာဖြစ်တယ်။အဲ့တော့စက်ကြည့်ရအောင်။စက်ကြည့်တဲ့အခါမှာဆိုရင်နောက်တစ်ခုကကြတော့ဒီမှာ BA Factor လေးကိုရှာမယ်။အဲ့တော့ BA vector ကိုလိုချင်ရင်ဟုတ်ပြီเนาะ तू อ่ะ AB vector ကို minus ပြောင်းလိုက်ရင်ရတယ် minus AB vector နဲ့အတူတူပဲဒါ vector သင်ခန်းစာမှာ grade level တော့ကလည်းသင်ခဲ့ပြီးွားပြီဒါကြောင့်မလို့ minus AB vector ရဲ့အတန်ဖိုးဒီမှာ4တွဲ1ကိုအစားတွဲတက်ခါမှာဆိုရင်နောက်ဆုံးတစ်ခုကြီးစီဝင်ပြလိုက်တော့ BA vector ရဲ့အတန်ဖိုးကကြတော့ minus 4 minus တွဲ minus 1ဆိုပြီးတော့မှရလာမှာဖြစ်တယ်အဲ့တော့အခု BA vector ကိုရှာပြီးွားပြီဘာကိုရှာပြီးရမှာလဲ BC factor ကိုရှာပေးရမှာပေါ့အဲ့တော့ဆက်ကြည့်ရအောင် BC factor equal to OC factor minus OB factor အဲ့တော့ OC နေရာမှာ OC ရဲ့တန်ဖိုးလေးတွေကိုထည့်မယ် OB နေရာမှာ OB ရဲ့တန်ဖိုးလေးတွေကိုထည့်မယ်ရှင်းလိုက်တဲ့အခါမှာဆိုရင်နောက်ဆုံး BC factor ရဲ့တန်ဖိုး minus 8 minus 6 1ဆိုပြီးတော့မှရလာမှာဖြစ်တယ်အဲ့တော့သူရှာခိုင်းတဲ့ဟာကိုရှာပြီးွားပြီး Q factor ဟုတ်ပြီနော် Q factor ရဲ့တန်ဖိုးကိုရှာတော့မယ် 2 vector equal to ba vector cross bc vector အဲ့တော့ ba vector ကသူ့ရဲ့တန်ဖိုးလေးကိုထည့်မယ် bc vector သူ့ရဲ့တန်ဖိုးလေးကိုထည့်မယ်နောက်ဆုံးသူ့ရဲ့ပုံတင်နည်းလေးမှာထည့်ပြီးတော့မှရှင်းလိုက်တဲ့အခါမှာဆိုရင်နောက်ဆုံး q vector ရဲ့တန်ဖိုးကကြတော့18တွဲ -72 ဆိုပြီးတော့မှရလာမှာဖြစ်တယ်အဲ့တော့ပုံထုတ်ကြည့်မယ်ပုံထုတ်တော့ minus ကိုပုံထုတ်တဲ့အခါမှာဆိုရင်ဒီဟာလေးက plus ဖြစ်သွားမယ်ဒါက minus ဖြစ်သွားမယ်ဒါက plus ဖြစ်သွားမယ်ဒါကြောင့်မလို့ -18 -12 72ဆိုပြီးတော့မှရလာမှာဖြစ်တယ်။အဲ့တော့ဒီနောက်ကတန်ဘိုးလေးကဘာတန်ဘိုးလေးနဲ့တူနေလဲဆိုရင် pivot ရဲ့တန်ဘိုးလေးနဲ့တူတူပဲ။ဟုတ်ပြီနော်။သက်ခဲတဲ့ခါမှာဆိုရင် pivot ရဲ့တန်ဘိုးနဲ့တူတာကြောင့်မို့လို့မြင်ရတဲ့ဟာပြောမယ်ဆိုရင် we see that ဘောဘာမြင်ခဲ့လဲဆိုရင်မြင်ခဲ့တာက pivot equal to minus 2 vector အဲ့မှာဆိုရင်2 vector က minus 2 vector ဆိုပြပုံစံလေးနဲ့သွားတူတာကိုမြင်ခဲ့ရပါတယ်လို့ပြောပြလိုက်ရင် pp ဘောအဲ့တော့နောက်တစ်ခု exercise 4.3 exercise 4.3ရဲ့ number 5ဒီကိုကြည့်မယ် သူကပေးကြတယ် the point နဲ့ ABC A တန်ဖို့ B တန်ဖို့ C တန်ဖို့ပေးထားတယ်တဲ့ Our fathers of the parallelogram ABCD အနည်းပြန်စုကန် ABCD ရဲ့ထိတ်ဆွန်းမှတ်လေးတွေပေးထားတယ်အဲ့တော့အနေပြိုင်စုကန်လို့ပြောပြီးဆိုရင်အနာလီနာထောင်းလီထောင်းပါတယ်။သူကဒီမှာဆိုရင်သူရဲ့ထိတ်ဆွန်လေးတွေပြရဆိုတော့ ABC ရဲ့ထိတ်ဆွန်ပေးထားတယ်။ဘာကြံသေးရလဲ D ဟိုကတခုတော့ကြံသေးရပါတော့ဒီမှာ D လို့ပြောကြမလို့ D ရဲ့ထိတ်ဆွန်လေးကြံတယ်။ဒါကြောင့်မို့လို့သူက find coordinate of D ဒီရဲ့ coordinate လေးကိုရှာခိုင်းနေနောက်တစ်ခွက်ကျတော့ calculate the area of the parallelogram ဒီအနက်ပြိုင်စုကံရဲ့ area ကိုရှာခိုင်းနေပထမဆုံးအနေနဲ့ဒီလေးကိုစပြီးတော့မှရှာပေးရမှာပေါ့ဒါကြောင့်ဆက်စကြည့်မယ်နံပါတ် A မှာဆိုရင် OA vector ဆိုရင်သူ့ရဲ့ vector တန်ဖိုးလေးကိုရေးမယ် OB vector ဆိုရင်သူ့ရဲ့ vector တန်ဖိုးလေးကိုရေးမယ် OC vector ဆိုရင်သူ့ရဲ့ vector တန်ဖိုးလေးကိုရေးပေးရမှာပေါ့ဟုတ်ပြီအဲ့တော့ဆက်ကြည့်ရအောင်ဒီမှာဆိုရင်သူပြောရတာကြတော့ ABCD is a parallelogram ABCD ကအနက်ပိုင်းစုကံတစ်ခုဖြစ်ခဲ့မယ်ဆိုရင်ね CD vector equal to BA vector ဆိုတဲ့ပုံစံမျိုးလေးနဲ့သွားတူမှာပေါ့အဲ့တော့ဆရာပုံရံလေးဆွဲပြပေးမယ်အဲ့တော့ဒီမှာဆိုရင်အနက်ပိုင်းစုကံပုံလေးကိုဆွဲကြည့်ရအောင်အနက်ပိုင်းစုကံသူပြောတာကြတော့ A B C D လို့ပြောတာတယ်အဲ့တော့ဒီမှာကြည့်လိုက်ဒီမှာ CD CD ဆိုတဲ့ဒီမြင်းလေးနဲ့ပြိုင်နေရကြတော့ဗာလဲဆိုရင် AB ဆိုတဲ့မြင်းလေးဒီမှာ direction တွေပါတယ် စီယာနေမှာ D ကိုခေါ်မယ်ဆိုရင်ဒီမှာခွားမှာ B ယာနေမှာ A ကိုခေါ်ပေးရမှာပေါ့အဲ့ပုံစံမျိုးကိုတထုတ်ပေးရမှာ ဖြစ်တယ်။အားဆိုရင်ဒီပုံလေးကိုကြည့်ပြီးတော့မှဒီမှာဆိုရင်သူကလိုချင်တာ CD ဘတ်တာနဲ့ဘတ်တာတူတယ်ဆိုရင် BA ဘတ်တာနဲ့ကသွားတူတယ်ဆိုတဲ့ဟာလေးကိုပြပေးရမှာ။အားဆိုရင် CD ဘတ်တာ equal to BA ဘတ်တာအဲ့တော့ CD ဘတ်တာကိုလိုချင်ရင် OD ဘတ်တာရဲ့ဒီမှာ OC ဘတ်တာကိုနှုတ်ပေးရမယ်။ BA ဘတ်တာကိုလိုချင်ရင် OE ဘတ်တာတဲ့က OB ဘတ်တာကိုနှုတ်ပေးမှာပေါ့။ အဲ့တော့ OC OC ဆိုတော့ OC တန်ဖိုးကိုထည့်မယ် OA OA တန်ဖိုးကိုထည့်မယ် OB OB တန်ဖိုးကိုထည့်မယ်အဲ့တော့ဒီမှာဆိုရင် OD further minus သူရဲ့တန်ဖိုးလေးတွေကိုထည့်လိုက်ပြီးထည့်တော့ဒီမှာ312 minus minus 115ဒါလေးကိုရှင်းတဲ့အခါမှာဆိုရင်40 minus 3ဆိုပြီးတော့မှရလာမှာဖြစ်တယ်အဲ့တော့ဒီမှာ OD ဗတာလေးနဲ့ဒါလေးနဲ့ကနှုတ်ထားတယ်ညီမချင်းတစ်ဖက်ကိုလာရင်ပေါင်းပြရမယ်ဒါကြောင့်မလို့ OD ဗတာ equal to ဒီမှာသွားပေါင်းလိုက်တဲ့ခါမှာဆိုရင်နောက်ဆုံး11 20ဆိုပြီးတော့မှရလာမှာဖြစ်တယ်ဒါက OD ဗတာရဲ့တန်ဖိုးအဲဒါကြောင့်မလို့ဒီနံပါတ် A ရှာခိုင်းတဲ့ find the coordinate of the coordinate of the ရဲ့တန်ဖိုးကဆိုရင် d equal to ဒါဆိုရင်11 20ဆိုပြီးတော့မှရလာမှာဖြစ်တယ်ဒါကြတော့သူရှာခိုင်းတဲ့ coordinate ကိုရှာပေးပြီးွားပြီပေါ့ ်နောက်တစ်ခုကကြတော့ calculated area of parallelogram ဒီအနက်ပြိုင်စုကံရဲ့ area ကိုရှာခိုင်းနေစပြီးတော့မှကြည့်ကြရအောင်အဲ့ဒီမှာဆိုရင် area ကိုရှာခိုင်းနေဆိုရင် BC vector BC vector ကိုလိုချင်ရင် OC vector တွေကနေမှ OB vector ကိုနှုတ်ပေးရမယ်အဲ့တော့ OC vector ရဲ့တန်ဖိုးကကြတော့723 OB vector ရဲ့တန်ဖိုးကကြတော့ -115 အဲ့ဒါဆိုရင်သူနှစ်ခုရှင်းတဲ့အခါမှာဆိုရင် BC vector ရဲ့တန်ဖိုးက A1 2ဆိုပြီးတော့မှရလာမှာဖြစ်တယ်။အဲဆက်ကြည့်ရအောင်။နောက်တစ်ခုကကြတော့ဒီမှာဆိုရင်သူက area ရှာခိုင်းတာမို့လို့ BA vector cross BC vector equal to အဲ့တော့သူရဲ့တန်ဖိုးလေးတွေကိုအစားထိုးပြီးတိုက်တဲ့ခါမှာဆိုရင်နောက်ဆုံးရလာမယ့်တန်ဖိုးကကြတော့3 64ဆိုပြီးတော့မှရလာမှာဖြစ်တယ်။အဲ့တော့သူက area ကိုရှာခိုင်းနေတာဒါကြောင့်မို့ဆက်ကြည့်ရအောင်။ modulus of BA vector cross BC vector အဲ့တော့ square root of x square plus y square plus z square x နေရာမှာ3 y နေရာမှာ minus 60 z နေရာမှာ4တန်မိုးအစားထိုးပြီးတွက်လိုက်မယ်ဆိုရင်နောက်ဆုံးဒီတန်မိုးတွေရဆိုရင် square root of 281ဆိုပြီးတော့မှရလာမှာဖြစ်တယ်။အဲဆိုရင်ဒါဘသူရဲ့ဟာကိုရဝိုင်လို့ဆိုရင် parallelogram ရဲ့ area ကိုရဝါပြီပေါ့ဒါကြောင့်မို့လို့ the area of parallelogram ABCD is square root of 281 unit square ဆိုပြီးတော့မှရလာမှာဖြစ်တယ်။ ။အားဆိုရင်ဆရာတင်တဲ့သင်ခန်းစာလေးကတော့ဒီမှာပြီးဆုံးသွားပါပြီ။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေကွန်အဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်။